တနင်္ဂနွေနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ရက်နေ့27ရက်နေ့အတွင်းကာလဟာထူးခြားသောပြောင်းလဲတွေဆက်တိုက်ဖြစ်တည်နေတယ်ရည်မှန်းချက်တွေရည်ရွယ်ချက်တွေတစားစားပြောင်းလဲဖြစ်တည်မယ်ဒီကာလတွေမှာတနင်္ဂနွေကျုံမိသားရာသီကိုစတင်ဝင်လာပြီးတော့ ရာသီကွင်းတစ်ခုထဲမှာတနင်္ဂနွေရောက်တဲ့ကာလတနင်္ဂနွေရဲ့စွမ်းသက်တွေအမတန်ကြီးမားတဲ့အချိန်ကာလကိုဖျက်ဆီးနေတဲ့အချိန်နဲ့ကံကြမ္မာလှည့်ပြောင်းနေရထူးခြားစွာ ရှိလိမ့်မယ်။ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ခရီးကိစ္စအပြောင်းလဲကိစ္စတွေအဆင်ပြေမယ်။သူတစ်ပါးနဲ့ကိုယ်နဲ့ကြာအယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့စန္ဒရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထည့်ဖော်ရန်အတွက်အထူးကောင်းတဲ့နေတာ အောင်မြင်တဲ့အခြေအနေတွေကိုရမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့ထိုးလောက်ခံခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ကိုရရှိမှာဖြစ်ပါတယ်။ဆန်ကားရည်နေမှာရပိုင်ခွင့်တွေပြန်ရမယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်။ဆက်ချောင်းရည်နေထူးခြားတဲ့ကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေပွင့်ပေါ်တဲ့နေ့တစ်ခုဖြစ်တယ်။ဆက်ချောင်းရည်နေကမဟာတကြံအတက်နေဖြစ်ပါတယ်။အဲ့ဒီနေ့မနေ့ စနေ42မိနစ်20စက္ကန့်အချိန်မှာမာသဇန်တက်ပါတယ်ဆက်ခွန်ရည်နေ့မြန်မာနှစ်ဆန်းတည့်နေ့ကိုရောက်ရှိတယ်မြန်မာနှစ်ဆန်းတည့်နေ့မှာအရာရာကောင်းသောကုသိုလ်ကောင်းမှုတို့ကိုပြုရဲထူးခြားတဲ့ကံကောင်းခြင်းရဲ့နှစ်သာရကိုရမယ်အဲ့ဒီမှာမဟာယဇ်ကျမ်းနဲ့သွားပြီးတော့တိုက်ဆိုင်နေတယ်လာမယ့်နေ့ကမဟာယဇ်ကျမ်းနဲ့နှစ်ဆန်းတည့်နေ့သွားတိုက်တော့အဲ့ဒီနေ့မှာ အရှိတောင်ရကုန်သည်သွားစဉ်အနည်းရှိတတ်တာကိုသတိထားရမယ်အပြောလွန်ခြင်းတွေမရှိစေရညနေ3နိုင်နဲ့4နိုင်ခွဲကြာအနည်းရှိနေတယ်ဆက်ရှိရနေရတော့ငွေကြေးကလုပ်ငန်းကဘဝကနေအတွက် ကောင်းတဲ့နေ့တစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာငကပေါ်ရက်နဲ့တိုက်တော့မတော်တဆအန်ဒီကိုလည်းသတိရှိရမှာပဲပေါ့ အထူးသဖြင့်တောင်ရက်ကိုတည်သွားစေအနေရှိတတ်တယ်။နေ့၁၂နိုင်ကနေ့တနင်္ဂနွေတွင်အသွာလန်နေထိုင်ကျူဆိုင်ရမယ်။၁ရက်နေ့မှာတော့ကောင်းသောကံဖြစ်ထွန်းမှုတွေရောက်လာမယ်။၂၀ရက်နေ့မှာလူမျိုးခွဲလူမျိုးကြားချိုးပေးတယ်။၂၁ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတွေနဲ့ရရဆင်ပြေသောတွတ်တဲ့သောခြေနေကောင်းတွေကိုရရှိမယ်။ဒီကာလအတော်တွေမှာ တနေ့ကနေနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းတယ်ကိုယ်ကျိုးပေးလိမ့်မယ်တနေ့လာနေ့ဂျာသာမင်းနေ့မွေးသူတွေနဲ့ပူပေါင်းတာကနေ့စိန်နောက်ဆက်တည်ဖြစ်တတ်တယ်နံပါတ်2ခုကိုကနန်းနေအကျိုးပေးတယ်အဖြူရောင်ဆင်းရောင်မီးခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေဖြစ် သုံးဆွဲရမှာဖြစ်ပါတယ်နေ့စံတည့်နေ့မှာ ုသိုလ်ကောင်းမှုကိုပြုပါ အနည်းပါးသို့ရှင်ရင်အေးတိုက်ကြွခြင်းလူဒန်းခြင်းပြုပါ ထူကြတဲ့ကံလေးတွေပေါ်ထွက်လာပါသေးမယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့ဘွေသူအားလုံးမင်္ဂလာပါ2025ရေပရလ15ရက်နေ့ရက်နေ့20ရက်နေ့အတွင်းကာလဟာထူးခြားသောကံအပြောင်းလဲနဲ့တိုးတက်မှုတွေရှိနေမယ် ရှင်းမှန်းချက်တွေကိုလည်းတွေ့ကောင်းတဲ့ပေါ်ပြီးတော့အောင်မြင်မှုတွေကိုဖန်တီးနိုင်မယ်။ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားချက်စီရည်ရွယ်ချက်တွေကိုဆောင်ရွက်သမျှထွန်းထုတ်ပေါက်ပေါက်နဲ့အစဉ်ပြောင်းလုပ်နိုင်တဲ့ကံခွင်လန်းတဲ့ဘဝအခြေအနေတွေကိုကြုံတွေ့နေရတယ်။လုပ်ငန်းမရှိသူလုပ်ငန်းရရှိသူတိုးတက်မှာဒီကာလအတွင်းမှာဆုံးဖြတ်လိုက်တဲ့ကိစ္စမှတ်များအထူးအဆင်ပြေသွားမယ်။မိကောင်းဆွေကောင်းတိုးပွားမယ်။ဘဝနေထိုင်တိုးတက်အောင်မြင်မှုကိုရရှိမယ်။ 15ရက်နေ့မှာလုံသမျှကြာစီသမျှအောင်မြင်ခြင်းကိုကြုံမယ်16ရက်နေ့မှာအလုတ်တိုးချဲ့ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကြုံမယ်အဲ့ဒီကမဟာသကြံတဲ့နေ့ဖြစ်တယ်အဲ့ဒီမနေ့စနေ52မိနစ်20ခန့်မှာသကြံတက်မယ်အဲ့ဒီသကြံတက်ချိန်မှာကုသိုလ်ကောင်းမှုတစုံကြံလို့ရင်လည်းအထူးခြားတဲ့တန်လန်းလေးတွေရနိုင်တယ်16ရက်နေ့ညစံတရက်နေ့အဲ့ဒီကထူးခြားတဲ့အပြောင်းလဲတွေနဲ့တန်လန်းတွေကိုဖန်တီးခွင့်ရှိတယ် ကုသိုလ်ကောင်းမှုပြုရင်ဘဏ္ဍကောင်းတဲ့နေတစ်ခုဖြစ်တဲ့အလို့ချံစီတဲ့အောင်မြင်မယ်ဒါပေမဲ့မတော်တဆတိကိမှုအန္တရာယ်ကိုသတိထားမယ်လူလေးယောက်တူချီသွားခြင်းကိုရှောင်ကျင်ရမယ်အဲ့ဒီမှာအရှိတောင်ရကုန်တည်သွားစေနေရှိတတ်တဲ့အချိန်ကာလအဖြစ်ညနေ3နိုင်တဲ့4နိုင်ခွဲတွင်သွားလာနေတိုင်းကြွဆက်ရမယ်ဆက်ရှိရနေ့အဲ့ဒီမှာရှင်မချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖုန်ချင်းခီးကိစ္စဆင်ပြေခြင်းနဲ့အပြောင်းလဲတိုးတက်ခြင်းတွေရှိမယ် အဲ့ဒီမှာတောင်ရက်ကိုတည်သွားစဉ်ချင်းရှိတတ်တယ်နေဆရနိုင်တဲ့တနိုင်ခွဲအတွက်သွားလာနေထိုင်ကြည့်ဆက်ရမှာပေါ့စကောရက်နေ့မှာတော့ပြောင်းလဲခြင်းနဲ့တိုးချက်ခြင်းကကောင်းမယ်လူမျိုးခွဲအကျိုးပေးမယ်20ရက်နေ့မှာငွေရေးကြေးကံလုပ်ငန်းကံစီးပွားကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ရဲ့နှစ်သာရကိုရမယ်တပတ်တာအတွင်းဇာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့လာတော့ကြမွေးသူများကြောင့်စိတ်နှောင့်ရှေရှိတတ်တယ် 369ခန်းတွေကျိုးပေးတယ်အပြာရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်လုပ်ကဲ့သမျှဆောင်ရွက်သမျှအောင်မြင်တိုးတက်မှုနဲ့ကံမြမမှုတွေကိုရရှိမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာကောင်းချင်းကံကြမ္မာများရစေရန်ရွှေရင်အေးလှူဒန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်ရင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ့ 21ရက်နေ့တောတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရေမှန်းချက်စစ်တရားမြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးတော့မိမိစာနာရည်ရွယ်ချက်တွေလုပ်ကင်ချိုးပေးနိုင်တယ်အလုံးစစ်နေရာစစ်ဝင်းကျင်စစ်တွေစတင်ရမယ်လုပ်ငန်းအုပ်တွေရပ်ပြီးစစ်ဆခြင်းတင့်လွယ်သောလမ်းကြောင်းနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်ခြင်းအိမ်ပြေအိမ်ဆောက်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြုပြင်ခြင်းပြင်ဆင်ခြင်းတွေလုပ်ဖြစ်နိုင်မယ်ဤကဲ့သို့လုပ်ပြီးထူးခြားစွာကောင်းတဲ့ကံတွေလည်းကြုံတွေ့လာနိုင်မယ် နေရာသားသို့ပြောင်းလဲပြုပြင်ခြင်းအစဆောင်ရွက်ခြင်းကိုလောက်ကြရမှထူးခြားတဲ့ကံလေးတွေပေါ်လာမယ်။ဒီမှာပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်တို့ကို15ရင်းဒီမှာစပြီးကြုံမယ်။အဲ့ဒီနေ့မှာဆုံးဖြတ်ချက်အလုံးစုံမှတ်မယ်။16ရင်းဒီမှာရပိုင်ခွင့်တွေလဲဝယ်ပြန်ရခြင်းနဲ့တိုးတက်ခြင်းကြုံမယ်။အဲ့ဒီနေ့ကမာသကြံတက်နေဖြစ်တဲ့စကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ42မိနစ်နဲ့20စက္ကန့်ချိန်မှာကုသိုလ်ကောင်းမှုလေးတွေပြုပါထူးခြားတဲ့ကောင်းခြင်းကံတွေကို ဆူတောင်းပြေဆူတောင်းပြေနိုင်ပါလေ19ရက်နေ့20ရက်နေ့အဲ့ဒီမှာလုပ်ငန်းကံစီးပွားကံတွေမှာကောင်းတယ်ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်အရဝင်းနဲ့ကောင်းသောဆက်သွယ်ရှိမယ်အရှိတောင်ရကုန်တည်သွားစရာနည်းရှိတတ်တယ်လူလေးရောက်သူတပတ်ခီးသွားခြင်းရှောင်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြအသွာလာသတိထားရမယ်16ရက်နေ့ရံပတိပက္ခရင်နဲ့ရှင်ပြီးတော့ရမယ်သူတစ်ပါးကြောင့်ခုရွယ်ချက်တွေနှောင့်နှေးမယ် အတိုက်ခံပြဿနာဟောင်းတွေပြန်လည်ဖြေရှင်းရတဲ့တောင်ရက်ကိုတည်သွားစေနေရှိတဲ့နေ့၁၂နှစ်အနီးတဏ္ဍခွေတွင်သွားလာခရုဆက်ရမယ်၁၉ရက်နေ့မှာထူးခြားတဲ့ကံပြောင်းလဲနေတဲ့တန်လန်းပေါ်မယ်အရာရာဆင်ပြေမယ်ဒါပေမဲ့စာဝဲစာတဲ့လက်မှတ်ထိုးတွေကိုကျင်ွေကြီးကိစ္စပြောဆိုခြင်းတွေမှာအငင်းပွားတဲ့၂၀ရက်နေ့ကတော့အလုံးစုံကံကောင်းခြင်းနဲ့အဆင်ပြေတိုးတက်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နှစ်သာရတွေကိုရရှိမှာပါ။ တနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေစနေမွေးစုတွေဒုက္ခပေးတတ်တယ်။တင့်ငါးခုကနန်းနေ့ကျိုးပေးတယ်။အဝါရောက်နေမောရောက်နုနေရောက်တို့ကိုသုံးပြီးတော့လူရှိရာဆန္ဒပြုရဆုတောင်းပြည့်တတ်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရရှိစေရန်တို့ငါအဝါရောက်ပန်းဝင်လေးတွေဖျားကတ်သူပူဇော်ပြီးတော့လူရှိရာဆန္ဒပြုရင် ိုရဆန္ဒပြည့်ခြင်းအစဉ်ပြည့်ခြင်းခံကောင်းခြင်းကိုရရှိပါနိုင်မယ်ကျေးဇူးတင်ပါဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့27ရက်နေ့အတွင်းမှာအလှူဒါနအလှူမင်္ဂလာကိစ္စတွေပေါ်ဝင်ပတ်သက်ရမယ်မေတ္တာရေခံကောင်းမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်ကောင်းသောသတင်းစကားကြုံမယ်မိသားစုနဲ့ပတ်သက်သောကောင်းသောနှမိတ်နဲ့ကျိုးပေးခြင်းကံတွေဖြစ်ပေါ်ခြင်းချက်ချင်းဆုံးပြပြီးရှေတိုးလုံခြင်းတို့ရဲ့ ကောင်းသောဂျိုးဆက်ဖြစ်ပေါ်ခြင်းကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုတို့ရဲ့ကောင်းသောနှစ်သာရပေါ်ထွန်းခြင်းတွေရှိနေတယ်။ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနှစ်သာရတွေကျုံကိုကျုံပဲ။ဒီကလကံကောင်းတဲ့ကလအခက်အခဲလုံးကျော်လွှမ်းနိုင်တဲ့ကလစူပေါင်းလုပ်ငန်းလုပ်ရအကျိုးရှိမယ်။15ရက်နေ့လုံးသမျှကြံစည်သမျှအောင်မြင်မယ်။16ရက်နေ့သိရေးကြည့်တယ်။အဲ့ဒီနေရာတကြံတဲ့နေ့ တကြံတဲ့နေရာဗုဒ္ဓနေနဲ့တိုက်ဆိုင်တော့ဗုဒ္ဓနေမွေးသူတွေတာစားတယ်အတာစားတယ်အတာသင့်တယ်အတာစားခြင်းနဲ့ပတ်သက်တဲ့အညက်နေလွတ်ဖို့နဲ့ကောင်းခြင်းခံနေရဖို့အတွက်ကိုစီစဉ်လို့ရတယ်တကြံတက်ချိန်ကိုသိရမယ်တကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ42မိနစ်20စက္ကန့်ချိန်မှာဗုဒ္ဓနေမွေးသူ အားလုံးတို့ဟာ အရှိမြောက်ရက်ကိုမျက်နှာမူပြီးတော့ကုသိုလ်ကောင်းမှုပြုအဲ့ဒီမှာအတာတက်ချင်းနဲ့ပတ်သက်တဲ့နေ့ရက်မှာအဲ့ဒီအချိန်ကိုကိုကစနေတကြလှုပ်လိုက်တယ်ထူးခြားတဲ့ကံကြိုးပေးမှုတွေအနာဂတ်တစ်နှစ်အတွင်းရရှိမယ်ဆက်လက်ပြီးတင်ပြချင်တာကတော့18ရက်နေ့ရောက်လာတဲ့အခါကျငွေကြေးကံလုပ်ငန်းကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်နှစ်စန်းတည့်ရက်နေ့ကထူးခြားတဲ့လက်ဖွင့်ခြင်းမှာကိုယ်ထံရောက်လာမယ်ဒါပေမဲ့ မတော်တဆညကြီးဆက်ရမယ်အရှိတောင်ရကုန်ဒီသွားစရာနေဖြစ်တဲ့တဲ့ညနေ3နိုင်တဲ့4နိုင်ခွဲအတွင်းသတိရှိရမယ်ဆက်ရှိရနေ့အရာရာသတိရှိရမယ်နေ့ရံပတိဘက်ကနေဖြစ်တဲ့တဲ့အနောက်ဆက်တွေများတဲ့တဲ့စိတ်ရှုပ်စရာတွေရှိတဲ့တဲ့အဲ့ဒီမှာတောင်ရကုန်ဒီသွားစရာနေရှိတဲ့တဲ့နေခင်း7နိုင်တဲ့တနိုင်ခွဲအတွင်းသွားလာကြီးဆက်ရမယ် 19ရက်နေ့မှာမထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်ရရှိမယ်ဆုံးဖြတ်ချက်မှန်မယ်ဘဝတွတ်တဲ့မယ်20ရက်နေ့ရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းဘဝတွတ်တဲ့ခြင်းကံမြမခြင်းကြုံမယ်21ရက်နေ့လက်ပွင့်ခြင်းကံပွင့်ခြင်းအရာရာအောင်မြင်မှုရဲ့နှစ်သာရကိုရခြင်းရဲ့ကံကြမ္မာရဲ့အခွင့်အလမ်းကိုပေါ်ပါမယ်တပတ်တာကာလအတွင်းတနင်္လာသောကြိမ်ကနေ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသာပြီးစနေမွေးသူတွေကိုဒုက္ခပေးတတ်တယ် 6ခွန်9ကဏ္ဍအကျိုးပေးတယ်။ကောင်းကျင့်ကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်ကိုတော့အဲ့ဒီမဟာတကြံအတဲ့နေ့အဲ့ဒီနေ့မှာတကြံတက်ခြင်းကစပြီးဆောင်ရွက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတနေ့တာတိဆက်လက်လုပ်သွားပါအဲ့ဒီကြံတဲ့နေ့ဗုဒ္ဓနေ့နဲ့တိုက်တဲ့နေ့မှာကုသိုလ်ကောင်းမှုကိုကိုတားသမျှလုပ်ရင်လုပ်သလောက်အကျိုးရှိမယ်တကတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်။ဇာတာပတိနေ့မွေသွားလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလ15ရက်နေ့21ရက်နေ့အတော်တွေမှာအပြန်ဆိုင်ဒီဂျားတွေအတိုးတက်မှုလမ်းကြောင်းတွေပေါ်လာနေမယ်တခါမှမလုပ်ဘူးသေးတဲ့ကိစ္စဒီအချိန်တုန်းဖြစ်နေမယ်မရွယ်ထားပဲဆောင်ရွက်လိုက်တဲ့ကိစ္စထူးခြားတဲ့အကျိုးဆက်ကောင်းဖြစ်ရရှိနေမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စအနေကျိုးဆက်ကောင်းကိုရရှိလာနေမယ်သုံးဆွဲလိုက်တဲ့ငွေကြေးရည်ကောင်းသောအကျိုးဆက်တွေပြန်လည်ရရှိနေမယ်ကိုကနေကူညီလိုက်တဲ့သူအောင်မြင်သွားနေမယ် အရာဝေးကိုသွားဖို့ကိစ္စစီစဉ်တာအစဉ်ပြေလိမ့်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပွင့်ပြီးတော့ဘဝတလန်းတစ်ခုကိုဖန်တီးနိုင်လိမ့်မယ်အရာရာအတိုက်ခံနေတဲ့ရှင်ပြီးတော့မယ်၁၅ရက်နေ့မှာပြီးမှလိုရာပြည့်စုံမယ်၁၆ရက်နေ့ပြဿနာဟောင်းတွေဖြေရှင်းရမယ်ရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်အဲ့ဒီကမဟာဒဇန်တက်နေဖြစ်တယ်ဒဇန်တက်ချိန်ဖြစ်တဲ့မနေ့စေနိုင် 52မိနစ်20ခန့်အချိန်မှာကုသိုလ်ကောင်းမှုတစ်ခုခုပြုလိုက်ရင်လည်းအဆင်ပြေတယ်18ရက်နေ့အရာရာကောင်းခြင်းလိုရာပြည့်စုံခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပတ်သက်တဲ့ကံဖွင့်တဲ့နေ့တစ်ခုဖြစ်တဲ့နှစ်ဆန်းတဲ့နေ့ပါပဲဒါပေမဲ့ဒီမှာမဟာယဇ်ကျမ်းဖြစ်နေတော့အသွာလာဂျူးဆက်ရမှာပေါ့ညနေ3နိုင်နဲ့4နိုင်ခွဲခြင်းသွာလာဂျူးဆက်ရမယ်ပြီးတော့အရှိတောင်ရက်ကုန်တည်သွားစရာနေ့ရှိတတ်တယ်16ရက်နေ့မှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိလာမယ် အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်ဘဝကန်တက်မယ်ဒါပေမဲ့အိန္ဒိယငကဘော်ရက်နဲ့တိုက်နေတယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တဲ့နေ့ဆရနိုင်တဲ့တန်တိုင်ခွဲတွေမှာတော့အနည်းလွှမ်းမိုးနေတဲ့သတိရှိရမှာပေါ့စကောရက်နေ့မှာငွေချေးကန်လက်ကန်ကောင်းတယ်စီးပွားကန်ပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတွတ်တယ်20ရက်နေ့ကတော့မှန်းနာတဲ့လက်တွေကွာမယ်လုံးလိုက်တာအလုံးအလွဲလွဲချော်ချော်ဖြစ်မယ်နေကင်းကြော်ပြီးမှပြန်ဆင်ပြေမယ်20ရက်နေ့မှာ ်ဆုံးဖြတ်ချက်မှန်မယ်အလုံးတိုးတက်မယ်ဘဝရည်ရွယ်ချက်အောင်မြင်ခြင်းကံကောင်းခြင်းကိုမလွဲသေးချပေါ့ချိုးထွေရပါလိမ့်မယ်တနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ရှဲတိုက်ခန့်လေးတွေရှိတတ်တယ်တစ်လေးခွန်ကနန်းနေ့ချိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့သုံးပြီးတော့လူရှိရာကိစ္စတို့ကိုလုတ်ကင်နိုင်တယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက် ရွှေရည်မကြခဏဒုဒါနာပြုပေးလိုက်ပါကျေးဇူးတင်ပါတယ်တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေစပြီးတော့20ရက်နေ့အတွင်းကာလဟာကိုယ့်ရဲ့ဘဝရဲ့ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရှိတဲ့အနေအထားချုပ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးတော့ အောင်မြင်တိုးတက်သောအနေအထားတစ်ခုနဲ့ကံကြမ္မာမြင့်မားသောအခြေအနေတို့ကိုဖန်တီးရပိုင်ခွင့်ကြုံနေတဲ့အနေအထားကံကောင်းခြင်းနဲ့တိုးတက်ခြင်းပွင့်နေသူမျိုးခွဲအကျိုးပေးတဲ့အရဝင်းရနေကောင်းသောသတင်းစကားကြားရမယ်ခီးကိစ္စအစဉ်ပြေမယ်ဥတီချက်သည့်အစဉ်ပြေမယ်ခြံကားခန်းကိစ္စပြောဆိုမှုအောင်မြင်မယ်နေရဝင်းခြင်းသစ်တွေနဲ့ဆက်ဆံခြင်းဒါတွေအလုံးကြုံရနေမယ်စံသားရည်နေမှာပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုလက်တွေ့ဆောင်ရွက်ပြီးကိုယ့်ရဲ့အောင်မြင်မှုကံကြမ္မာကိုဖန်တီးနိုင်တယ် 16ရက်နေ့ငွေရေးကြေးကံကောင်းမဲ့လက်ဖွင့်မဲ့ကြံတက်နေ့ကြံတက်ချိန်ဖြစ်တဲ့မနေ့စနေတိုင်း52မိနစ်20ခန်းချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါကောင်းခြင်းကံတွေရလာနိုင်မယ်18ရက်နေ့နှစ်စန်းတည်းနေ့ကောင်းသောကုသိုလ်ကောင်းမှုပြုရဲ့ကောင်းတယ်အဲ့ဒီနေ့မှာလည်းလက်ဖွင့်မဲ့ကံဖွင့်မဲ့လူပြည့်စုံမယ်ဒါပေမဲ့အဲ့ဒီနေ့ဟာမဟာရကျမ်းနဲ့တိုက်ဆိုင်နေတော့အသွာလာကြီးဆန်းရမယ်အရှိတောင်ရကုသွားစရာနေရှိတတ်တယ်ညနေ့ သုံးနိုင်တဲ့၄နိုင်ခွဲကြမှာအသွာနာကျူဆံပဲလူလေးယောက်တူသွားခြင်းမပြုနေအချင်းရှိ၁၈ရက်နေ့ကတော့ရာရာဆင်ပြေသွားဒါပေမဲ့အဲ့ဒီနေ့ကငကမုံရက်နဲ့တိုက်တယ်တောင်ရက်ကိုတီသွားစဉ်နေရှိတတ်တယ်နေ့၁၇နိုင်တဲ့၄နိုင်ခွဲကြသတိထားရမယ်ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ထူးခြားတဲ့ဆင်ပြေမှုပေါ်လာမယ်၁၉ရက်နေ့မှာဥတီကျက်တဲ့တိုးတက်မှုသစ်တွေရဲ့နှစ်သာရကိုရရှိမယ်အဲ့ဒီ ကံချမာနဲ့ရပိုင်ခွင့်အသစ်တွေပြန်လည်ရရှိပြီးတန်လန်းပေါ်မယ်20နှစ်မှာရန်တိုက်ခါအလုံးကိုကျော်လွှားပြီးဘဝတိုးတက်မှုကိုရရှိမယ်21ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲရခြင်းစီးပွားကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တင်းငွေတွေတင်းလာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခွန်ကိုကနန်ကျိုးပေးတဲ့အစိမ်းရောင်အဖြူရောင်မိခွန်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင် ထူးခြားသောကောင်းခြင်းကံနဲ့တိုးတက်ခြင်းနေရှိနေမယ်။နေဤဘာမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုစေဝါဒုဒါနာပြုပေးလိုက်ပါ။ယေရှုတင်ပါလေ။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့အတောတွဲမှာရံများမယ်တိုက်ခတ်များမယ်သူတပားကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်ရမယ် ဝေကျေးပေးယူကိစ္စအစအငင်းပွားစရာရှိတတ်တယ်။နောက်အတိုက်ခံနေတဲ့ထိတ်တိုက်တွေ့ပြီးမှအဆင်ပြေမယ်။လုပ်ငန်းဟောင်းတွေတဖြည်းဖြည်းရက်ပြီးတော့အစ်စ်ကိုဥတီနေတယ်။ကံစစ်ဘက်ကိုဥတီဖြစ်ထွန်းနေတယ်။ဒီဖြစ်ပေါ်မှုတွေကကိုယ့်ရဲ့အနာဂတ်စစ်နဲ့ဆက်နွယ်နေတယ်။ကောင်းကျင်းကံကြမ္မာကတော့ဆက်တိုက်ဖြစ်တော့မယ်။မတော်တဆနဲ့ဂယူဆက်ရမယ်။ခိုက်ရန်ဖြစ်ပွားတာတွေဝင်ရောက်မဖြေရှင်းနဲ့ကိုယ်မှာပါအငြင်းရှိပြီးရုံးရောက်ကရောက်ဖြစ်သွားတတ်တယ်။စကားရည်နဲ့အရာရာသတိရှိရမယ်နေဖြစ်တယ်။ အပျော်ကျူးတဲ့သူနဲ့တွေ့တဲ့ဒီကုမ္ပဏီရဲ့ရှိတတ်တယ်16ရက်နေ့အရာရာစင်ပြေပဲအဲ့ဒီမှာမဟာသကြံတက်နေသကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ့49မိနစ်အချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါထူးခြားတဲ့ကောင်းခြင်းကံတွေကြုံမယ်16ရက်နေ့နေ့စံတရနေ့ဖြစ်တဲ့အရာရာစင်ပြေခြင်းတိုးတက်ခြင်းနဲ့ကောင်းခြင်းနှမိတ်ကိုကြုံမယ်စိတ်ချမ်းသာစရာလည်းရှိမယ်ဒါပေမဲ့အဲ့ဒီကမဟာယကျန်းနဲ့တိုက်နေတော့ အသွားလာဂယူဆက်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာ အထူးပြုဂယူဆက်ရမယ်တနေ့တာကာလအတွင်းအရှိတောင်ရက်ကုန်တည်သွားစေရင်လည်းအနည်းရှိတော့ဂယူဆက်ရမှာပေါ့ဆက်ရှိရနေရတော့ငွေချေးရပိုင်ခွင့်တွေလည်းဝယ်ပြန်ရခြင်းဘဝတိုးတက်ခြင်းကံပြမခြင်းတွေကိုကျုံတွေ့နိုင်တယ်ရှင်ပြန်မှုမှမများအောင်မြင်မယ်ဒါပေမဲ့အိန္ဒိယငကဘောရက်နဲ့တိုက်နေတဲ့အတွက်တောင်ရက်ကုန်တည်သွားစေရနေရှိတတ်တယ်အချိန်ကာလအဖြစ် နေဆရနိုင်တဲ့တဏ္ဍာရီခွဲကြသွားလာပြုဆက်ရမယ်19ရက်နေ့မှာရံများတတ်တယ်တိုက်ခတ်များတတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်20ရက်နေ့မှာတော့ကောင်းခြင်းမင်္ဂလာစိတ်ချမ်းသာစရာ အချိုးပြည့်မှုနဲ့အစဉ်ပြည့်မှုလေးတွေရှိမယ်။ရာရာ ကောင်းသောနှမိတ်နဲ့ကောင်းသောကံကြမ္မာတို့ရဲ့အနစ်သာရကိုရရှိမယ်။ဒီတပတ်တာကာလအတော်တွင်းမှာတနင်္လာတောက်ကြစနေမွေးသူတွေကောင်းချိုးပေးတယ်။တနင်္လာတွင် ပုထုနဲ့မွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေမြားတတ်တယ်တစ်လေးကိုကနန်းနေကြိုးပေးတယ်အညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလို့ရှိရကိစ္စတွေဆောင်ရွက်ရင်အောင်မြင်ခြင်းကြိုးပေးခြင်းနဲ့ကံမြမခြင်းတွေကိုရရှိပါလိမ့်မယ်ကောင်းခြင်းကံကြမ္မာများရရှိစေဖို့အတွက်ကိုဒီကာလတော်တွေမှာအိနိဗ္ဗာန်မှာ ရွှေရည်ဝေမျှလူတန်းချင်းကုသိုလ်ကိုပြုပါထူကြတဲ့ကောင်းခြင်းတွေရလာပါမယ်ယေရှုတည်ပါတယ်